အခုဒီဗီဒီယိုကြည့်နေသူရဲ့ဘဝမှာပေါပေါချာချာဂိမ်းနေအဲ့လိုမျိုးကြင်ကြံပမှန်နေဆော့တက်တဲ့သူတွေနဲ့ကြုံမှုရတာအဲ့လိုလူတွေရှိလို့လဲပေါ့နော်ဒီကဘာပေါ်မှာဟိုထူးထူးဆန်းဆန်းဂိမ်းနေအဲ ချီရတဲ့ဂိမ်းတွေအများကြီးပေါ်ထွက်လာပါတော့เนาะဆိုတော့ဒီဘက်ရဲ့ amazing fact အစီအစဉ်မှာတော့ပူရာကအင်္ဂလန်နိုင်ငံမှာလုပ်တယ်တာထူးထူးဆန်းဆန်းပြိုင်ပွဲလေးအကြောင်းကိုပေါ့เนาะဒါပြပြပေးတော့မှာဖြစ်ပါတယ်ဒီပြိုင်ပွဲကတော့အင်္ဂလန်နိုင်ငံကူပါစတောင်ကုန်းမှာကျင်းပတဲ့ဒိန်ခဲလှိမ့်ပြိုင်ပွဲပဲဖြစ်ပါတယ်ဒီပြိုင်ပွဲကိုလွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာကတည်းကဒါကျင်းပပြုလုပ်ခဲ့ကြတယ်လို့တော့သိရပါတယ်ဒိန်ခဲလှိမ့်ပြိုင်ပွဲဆိုတဲ့နာမည်အတိုင်းပဲပေါ့เนาะအခုဗီဒီယိုမှာပြထားသလိုမျိုးလူတယောက်ကနေပြီးတော့6ပေါင်လောက်အလေးချိန်ရှိတဲ့ဒိန်ခဲတစ်ခဲကို တောင်ကုန်းပေါ်ကနေပစ်ချလိုက်မှာပေါ့ပဝင်ရှင်မြိုင်တဲ့သူတွေကအဲ့ဒီဒိန်ခဲကိုအဲ့လိုမျိုးလှိမ့်ချပီးလိုက်တဲ့အချိန်မှာပဲပေါ့နော်တစ်ဆက်ကန့်လောက်ကြာမှာပဲအဲ့ဒီတောင်ကုန်းအောက်ကိုအပြေးလွှားနဲ့ဆင်းပြေးကြရမှာပေါ့ဒီပြိုင်ပွဲကအနိုင်ရတဲ့သူကိုဘယ်လိုတတ်မှတ်လဲဆိုလို့ရှိရင်တော့အဲ့ဒီတောင်ကုန်းအောက်ထိပ်မှာရှိတဲ့ပန်းဝင်မြင့်ကိုအရင်ဆုံးဖြတ်နိုင်တဲ့သူကအနိုင်ရမှာပေါ့အနိုင်ရတဲ့သူအတွက်စုကတော့ခုနလှိမ့်ချလိုက်တဲ့ဒိန်ခဲတုံးကြီးကိုစုအနေနဲ့ရမှာပါ တိမ်ဝဲအစည်းမြင်အရတော့အဲ့ဒီလိမ့်သွားတဲ့ဒိန်ကဲကိုလူကလိုက်ဖမ်းစရာမလိုဘူးပေါ့နော်ဒီအောက်ချီမှာရှိတဲ့ပန်းဝင်မြင့်ကိုဖျက်နိုင်တယ်ဆိုတာနဲ့ရပြီပြိုင်ပွဲရဲ့စည်းမြင်နေပုံစံရိုးရှင်းတယ်ဆိုပေမဲ့တကယ်တကယ်တမ်းလာပြိုင်မဲ့သူတွေအတွက်ကတော့တော်တော်လေးအန်တီရဲ့များရယ်လို့ပြောလို့ရတယ် စစားကြည့်ကွာတော်တော်လေးမတ်ဆောက်တဲ့တောင်ဝန်းဘွားနေပြီးတော့အချိန်နဲ့ပြေးစင်းရတယ်ဆိုတော့ကိုကိုကိုဟန်ချက်မထိန်နိုင်တာလေလူးလှိမ့်ပြီးတော့ပြုတ်ကြရတယ်ပေါ့နော်ဒါမျိုးတွေဖြစ်လာတယ်ဘလောက်ထောင်ဆိုလဲဆိုရင်ဒီပြိုင်ပွဲကိုပြိုင်နေတွေပေါ့နော်တချို့ဆိုရင်ခြေထောက်ကျိုးတာလက်ကျိုးတာခေါင်းကွဲတာဒါကံမကောင်းရယ်ပေါ့နော်နံရိုးတွေပါကျိုးသွားကြတဲ့အထိဖြစ်ပူးကြရတယ်ပေါ့နော်အဲ့ဒါကြောင့်လဲပေါ့နော်ဒီပြိုင်ပွဲကိုအစိုးရကတော့တရားဝင်ခွင့်ပြုထားတာမျိုးမရှိဘူးဒါပေမဲ့လည်းအဲ့ဒီဒေသမှာရှိတဲ့ဒေသခံတွေကဟိုးနှစ်ပေါင်းများစွာတည်းကလှုပ်လာရေးရမပြတ်ချင်တာရောဒီအစင်လာတွေမဖြတ်ချင်တာရောအကြောင်းပေါ့နော်နှစ်စဉ်ကျင်းပ ni el loro tía, ¿vale? ဲ့ပြန်ပွဲကိုဘလို့လူတွေလာပြီးရှင်ပြိုင်ကြလဲဆိုရင်တော့အဲ့ဒေတာမှာရှိတဲ့ဒေတာကန်နေပြီးတော့လို့ရှိရင်ဒီလိုမျိုးပေါ်တော့ခက်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 အရာတွေစိန်ခေါ်မှုတွေကိုမှကြိုက်တယ်ဆိုတော့နိုင်ငံတကာလူတွေကတော့နှစ်စဉ်နှစ်တိုင်းလာရောက်ရှင်ပြိုင်ကြရလို့လည်းသိရပါတယ်။ဒီပြိုင်ပွဲကိုဘယ်ချိန်မှကျင်းပကြလဲဆိုရင်တော့နှစ်စဉ်မေလနောက်ပိုင်းလောက်မှကျင်းပရလို့တော့သိရတယ်။ဆိုတော့ဒီလိုမျိုးဒါခက်ခက်ခက်ခဲနဲ့စိန်ခေါ်မှုတွေအန်ဒီယံများတာတွေကိုမှကြိုက်တယ်ဆိုတဲ့သူတွေလောကကြီးမှာခြေကောင်းလက်ကောင်းနဲ့နေရတာပြင်းလာပြီဆိုတဲ့သူတွေကတော့သွားပြီးတော့ပြိုင်သင့်တယ်လို့တော့ထင်ပါတယ်။စတာပါ။ ဆိုတော့ဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာဒီလိုမျိုးထူးထူးဆန်းဆန်းဂိမ်းတွေပေါ့နော်။ဘာဂိမ်းလေးဆော့ခဲ့ဘူးကြလဲ။ဒီလိုမျိုးဒိန်ငယ်လိန်ပြိုင်ပွဲမှာသွားပြီးတော့ဒါပြိုင်ကျင်ကြလားဆိုတော့အောက်က comment မှာရေးပေးခဲ့ကြပါအောင်။အာကြည့်ရှုပေးခဲ့ကြ။ကျေးဇူးများတင်ပါတယ်။ဒီနေ့ amazing fest season တွေကတော့ဒီလောက်ပါပဲ။အားလုံးတတား။